ယေရှုခရစ်တော်ကိုရလို့ရှိရင်အားလုံးရပြီအရာရာရပြီဘာမှမလိုတော့ဘူးတကယ်ကိုပဲနော်ခရစ်တော်ကိုရပြီတဲ့အသက်တာကအလုံးစုံပြည့်စုံသွားတယ်တဲ့အဲ့အရာလေးကိုဆင်ခြင်ထားတာဖြစ်တယ်ဗောနော်ယေရှုခရစ်တော်ကိုတဲ့မိမိရဲ့အသက်သခင်ကဲ့တင်ပိုင်ရှင် ဖြစ်ယုံကြည်လက်ခံလိုက်ပြီဆိုလို့ရှိရင်တဲ့ဖခင်သခင်ကတခုတည်းကဲ့တင်ပေးတာမဟုတ်ပါဘူးတဲ့အရာရာမှကဲ့တင်ပေးတယ်တဲ့ တို့တွေကအပြစ်ရှိရတဲ့အဖြစ်တရားရဲ့အခါတော့တည်ခြင်းဖရာသခင်ပေးတဲ့စုကျေစုကတော့ဘာလဲဆိုတော့ထာဝရအသက်တဲ့ခုနယေရှုခရစ်တော်ကိုရလို့ရှင်ထာဝရအသက်တစ်ခုတည်းပဲဖရာသခင်ကပေးနိုင်တာမဟုတ်ဘူးအရာရာလည်းပေးနိုင်တယ်ဆိုတဲ့အကြောင်းနှုတ်ကပတ်တော်နဲ့ဆင်ခြင်သွားကြမယ်ပေါ့နော်ထာဝရအသက်ရရင်ရောဘာဆက်လုပ်မလဲဆိုတဲ့အရာလေးပေါ့နော်နှုတ်ကပတ်တော်မှာနှစ်ကောခန်းကြီးကအငယ်1မှာဒီယာယီတဲဖြစ်တဲ့ကျမတို့ရဲ့ဒီခန္ဓာကိုယ်ကပြက်လို့ရှင်နဲ့နော်မြေအိမ်ပြက်လို့ရှင်နဲ့လူလက်ဖြစ်မလုတ်ဖင်းနဲ့ ဖယားသခင်ဖန်ဆင်းတော်မူတဲ့နေဆာထာဝရအင်ရှိကြောင်ငါတို့ဒီသိကြတယ်တဲ့အားကြောင့်မလို့ဖယားသခင်ကိုယုံကြည်လိုက်ပြီးခရစ်တော်ကိုယုံကြည်လက်ခံလိုက်ပြီဆိုလို့ရှင်ဖယားသခင်အဲ့ဒီထာဝရအသက်နဲ့ရှင်ပြီးတော့နေဆာထာဝရတည်တဲ့နော်ကောင်းခင်ရွှေပြည်မှာလူလက်နဲ့မလုတ်ဖဲနဲ့ဖယားသခင်ဖန်ဆင်းတော်မူတဲ့နော်အိမ်မှာနေရယုံတစ်ခုတည်းမဟုတ်ဘူးတဲ့နော်အဲ့ထာဝရအသက်ကိုမကူပြောင်းခင် အခုလက်ရှိ ော်မြေအိမ်လေးမှာပေါ့နော်နေရတဲ့အချိန်မှာလဲဘုရားခင်ကအယယာပေးနိုင်တယ်ဆိုတာလေးတွေကိုကြမ်းချက်လေးနဲ့ပေါ့နော်ဆင်ခြင်သွားမှာဖြစ်ပါတယ်ပေါ့နော်ပထမအဦးဆုံးကျမတို့တွေရဲ့အတ္တတာကနော်ယောလာအခန်းကြီးနှစ်အငယ်၁၂၃အတူတူကဆင်ခြင်ခွန်အယူနဲ့ဖတ်ကြရအောင်နော်တို့ဖြစ်၍သာရပြမိန်တော်မူသည်ကယခုတွင်အစာရှောင်ခြင်းဟိုချွေးမီတန်းခြင်းနှင့်တကွာစိတ်နှလုံးအကျွမ်းမဲ့ငါထံသို့ပြန်လာကြလော့ အဝိကိုမဆုပ်ပဲနှလုံးကိုဆုပ်ပြီးတေလို၏ပြားခင်သာရပြားထံတော်သို့ပြန်လာကြလောစေတနာချင်းမေတ္တာကိယနာနှင့်ပြည့်စုံ၍စိတ်ရှိသောတဘောလွန်ကျေးစုပြုကျင်သောတဘောအပြည့်ပေးခြင်းကိုမောင်သားရတတ်သောတဘောရှိတော်မူ၏အာမင်ဘုရားသခင်ကကျမတို့အားလုံးကိုနော်တုထောင်ပြန်လာဖို့လို့အမြဲတမ်းအမြဲတမ်းမျှော်လင့်နေတယ် เนาะဖះကလေသူ့ထံကိုပြန်လာပါတဲ့သူအဝတ်ကိုမစုပ်ဖ ೇನೆ တဲ့နှလုံးကိုစုပ်เนาะနှလုံးကိုစုပ်ပြီးတော့မှကျိုးပက်ကျင်းမွားတဲ့နှလုံးသားနဲ့တကယ်ပဲနောင်တနဲ့ဖះခင်ကသူ့ထံကိုပြန်လာပါတဲ့သူကဘာဖြစ်လဲအလွန်ကျေးဇူးပြုခြင်းလို့ဖြစ်တယ်တဲ့အာမင်ဖះသခင်ကเนาะဟေရှာရတဲ့မှာလဲဖះကဘာပြောလဲဆိုတော့တင်တို့ကအပြစ်သားဖြစ်တယ်ကျမတို့အပြစ်သားဖြစ်တယ်เนาะလူသားအလုံးကအပြစ်သားဖြစ်တယ်ဖះသခင်ကဘာပြောလဲဆိုတော့တင်တို့ရဲ့အပြစ်ကိုတဲ့ တိမ်တိုက်ခဲ့သူငါခြေလိုက်ပြီတဲ့တင်တို့ရဲ့ဒူးစရိုက်ကိုလဲပါဖြစ်တယ်တိမ်လွှာခဲ့သူငါခြေလိုက်ပြီခြေပြီတဲ့ငါထံကိုပြန်လာပါတဲ့နော်ဖခင်ကတော့အမြဲတမ်းပြန်လာစေချင်တယ်သူဘာဖြစ်လို့ပြန်လာခိုင်းတာလဲဆိုတော့သူကတဲ့စစ်တနာချင်းမေတ္တာခရုဏာနဲ့ပြည့်စုံတဲ့စိတ်ရှည်သောသဘောရှိပြီးတော့အလွန်ကျေးဇူးပြုခြင်းသောသဘောရှိတယ်တဲ့နော်အပြစ်ပေးခြင်းကိုလည်းသူကနောင်တရတတ်တဲ့သဘောရှိတော်မူတယ်တဲ့ဘုရားသခင်ကအမြဲတမ်းကျမတို့ကိုနော် ဒီဒူးစရိုက်အပြစ်အပြစ်သားတွေကိုသူ့ထံကိုပြန်လာဖို့လို့အတွက်သူအမြဲတမ်းမျှော်လင့်နေတယ်ဖရားဖြစ်တယ်အာမင်အာမင်နော်အားကြောင့်မို့ကျွန်တော်တို့ခရစ်တော်ကိုနော်နောင်တနဲ့ပြန်လာပြီးတော့ယုံကြည်လက်ခံလိုက်ပြီဆိုလို့ရှိရင်ဖရားခင်ကဘာပေးလဲဆိုတဲ့အခါမှာကျွန်တော်တို့အသက်တာအသက်အတတအတိအတိပြုတ် ပြင်လိုက်တယ်လူမြည်တရားခရစ်တော်၌ရှိနေအတိပြုတ်ပြင်လိုက်တယ်ဟောင်းတဲ့အရာတွေပြောင်းလဲပြီးတော့ခတ်သိမ်း ျမတို့ ਨੇ ဆက်ဆိုင်များခတ်သိမ့်သောအရာတွေအစ်စ်ဖြစ်သွားတယ်အဲ့ဒါအပြင်မပြီးသေးဘူးနောက်ထပ်ကျမတို့ရဲ့ပတ်ဝန်းကျင်တဘာဝအစ်စ်ဖခင်ကပြင်ဆင်ပေးတယ်အာမင်ကျမတို့အရင်ကျင်လည်ခဲ့တဲ့တဘာဝကျမတို့ခံယူထားတဲ့တဘာဝဆိုတာကျမတို့ ਨੇ ဆက်ဆိုင်သည်များအရာတွေကတဘာဝကတမျိုးဖခင်ကိုယုံကြည်လက်ခံလိုက်ပြီဆိုဖခင်ကအသက်တာအစ်စ်နော်တဘာဝအစ်စ်ကိုပါ ဘုရားသခင်ကပြင်ဆင်ပေးတယ်။ထာဝရအသက်တစ်ခုတည်းနဲ့ထာဝရအသက်နဲ့ရှင်ပြီးတော့ကောင်းငင်ရွှေ့ပြီးမှလူလက်နဲ့မလုတ်ဖ ೇನೆ ဘုရားသခင်ဖန်ဆင်းတယ်နော်။နေဆထာဝရအိမ်မှာနေရတဲ့အခွင့်ပေးုံတင်တာမကဘူးတဲ့။ဘုရားသခင်အရာရာပေးတယ်တဲ့။ဘုရားကအခုစင်းရဲသားပေါ့နော်။မိဘမရှိတော့သူကျွေးကောက်လိုက်ပြီဆိုလို့ရှင်အဲ့လူတွေရဲ့အသက်တာစာလံခန်းကြီး30အငယ်74မှာစင်းရဲတော်သူတည်တယ်နော် ကိုကို ကိုကိုကိုတော်၌အတက်ပါကြီးတယ်နော် ကိုတော်သည်တဲ့ဘာလို့လဲမိဘမရှိသောသူငယ်နဲ့နော်ဆင်းရဲသားတို့ခိုးလုံရဖြစ်တော်မူတယ်တဲ့အားကြောင့်မို့ဆင်းရဲသောသူမိဘမရှိသောသူတွေဖယားသခင်ရွေးကောက်လိုက်လို့ဖယားကိုတိသွားပြီဆိုလို့ရှင်သူတို့ရဲ့ခိုးလုံရဘာလို့ဖြစ်သွားလဲဖယားသခင်ဖြစ်သွားတယ်နော်ဒါဆင်းရဲတော်သူမိဘမရှိတော်သူဒါဆိုရင်မုတ်ဆိုးမတွေရဲ့အတွက်ကောမုတ်ဆိုးမရဲ့ပြီးတော့စွန့်ပစ်ခံရတဲ့မိမစွန့်ပစ်ခံရတဲ့မိမဆိုတာ မိဘအဆွန့်ပစ်တာလည်းဖြစ်ချင်းဖြစ်မှာပေါ့နော်ခင်မွန်းတဲ့အဆွန့်ပစ်တာလည်းဖြစ်ချင်းဖြစ်မှာပေါ့နော်ဆွန့်ပစ်ခံရတဲ့မိမနဲ့မုတ်ဆိုးမတွေအတွက်ကိုဖျားခင်ကနော်ရွေးကောက်လိုက်ပြီဆိုလို့ရှိရင်ယေရှုခရစ်တော်ကိုလက်ခံယုံကြည်လိုက်ပြီဆိုလို့ရှိရင်မစိုးရိမ်နဲ့မစိုးရိမ်နဲ့တဲ့ရှက်ကြောက်ခြင်းတို့မရောက်ရမျက်နှာမပြတ်နဲ့အရှက်ကွဲခြင်းကိုမခံရတဲ့နော်အသက်ငယ်စဉ်ခါခံရတဲ့ရှက်ကြောက်ခြင်းကိုမေ့ရောလိမ့်မယ်တဲ့မုတ်ဆိုးမဖြစ်လို့ဆင်းရဲခံရခြင်းကိုနောက်တစ်ပတ်မအောင်မေ့နဲ့အเจ้าမူက နော်တင့်ကိုဖန်ဆင်းတော်သူသည်တင်းလင်ဖြစ်တော်မူဤနာမတော်ကကောင်းခင်ပို့ရှိအရှင်ထာဝရဖရာသည်တင့်ကိုရွေးနှုတ်တော်သူသည်ဤတရေလာအမျိုးကြီးတန်ရှင်းတော်ဖရာဖြစ်တော်မူဤမြေကြီးတပြင်လုံးကို နော်အစိုးရတော်ဖရာဟူ၍ခေါ်ရကြ၏အာမင်ကျွန်တော်တို့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံလိုက်ပြီကျွန်တော်မုဆုမဖြစ်လို့ရှက်ကြောက်เสียမလိုဘူးကျွန်တော်တို့ဖန်ဆင်းတဲ့သူကကျွန်တော်ရဲ့လင်ဖြစ်တယ်ကျွန်တော်အားကိုးရမယ်သူဖြစ်တယ် ကျမတို့ကွယ်ကပေးမဲ့သူဖြစ်တယ်။ယောက်ျားမရှိလို့ဖခင်ကအားမငယ်နဲ့တင့်ကိုဖန်ဆင်းတဲ့လူကတင့်လင်ဖြစ်တယ်။စွန့်ပစ်ခံရတဲ့မိမခုနကလိုမျိုးမိဘကစွန့်ပစ်ရတော့လကောင်းခင်မုန်းတရားစွန့်ပစ်ရတော့လကောင်းစွန့်ပစ်ခံရတဲ့မိမအတွက်လည်းအားမငယ်ပါနဲ့တဲ့နော်။အဲ့6ခွန်မှာဆက်ပြောတယ်နော်။တင့်ကိုခဏတာစွန့်ပစ်တာ စွန့်ပစ်တာဖြစ်တယ်များစွာသောဂရုနာနဲ့တဖန်ပြန်ပြီးတော့တင်းဆဲအောင်မယ်ပြင်းစွာသောအမျက်ထွက်၍ခဏမျှငါမျက်နာလွဲတော်လဲထာဝရမြစ်တာနဲ့တင့်ကိုကဲမတနာအောင်မေဟုတင့်ကိုရွေးနှုတ်တဲ့ထာဝရဖျားကမိန့်တော်မူတယ်အားကြောင့်မို့ကျွန်တော်တို့ခရစ်တော်ကိုယုံကြည်လက်ခံလိုက်ပြီဆိုလို့ရှင်ဆင်းရဲလို့အားငယ်ဖို့လို့လားမိဘမရှိလို့အားငယ်ဖို့လို့လားမဟုတ်ဆုံးမဖြစ်လို့အားငယ်ဖို့လို့လားစွန့်ပစ်ခံရတဲ့မိန်းမဖြစ်လို့အားငယ်ဖို့လို့လား မလို့ဘူးအရာရာဖះကပေးနိုင်တယ်နော်ထาวရအသက်တစ်ခုတည်းထาวရအသက်နဲ့ရှင်ပြီးတော့နေဆာထาวရတည်တဲ့ထาวရအိမ်မှာနေရရဲ့ဟာတစ်ခုပဲပေးတာမဟုတ်ဘူးတဲ့ဖះသခင်ကအရာရာပေးနိုင်တယ်တဲ့နောက်ထပ်ဘသူတွေကြံသေးလဲဆိုတဲ့အခါမှာငွေရတတ်တော်သူအဲတထေးတကြွေလာပြီနော်ငွေရတတ်တော်သူတွေအသက်ရှင်တဲ့ဖះကိုတိလိုက်ပြီဖះကရွေးကောက်လိုက်ပြီဆိုလို့ရှိရင်လေတဲ့နော်တက်တီအခန်းကြီး6ငွေဆက်ခွန်မှာဆိုလို့ရှိရင်ဤဘဝနိုင်ငွေရတတ်တော်သူတို့ဒီတဲ့ ငွေရှိတဲ့လူငွေချမ်းသာတဲ့လူငွေကျယ်ဝတဲ့သူတွေဒီတဲ့မာမာနာစိတ်နဲ့ကင်းလွတ်ပြီးတော့တဲ့မမြဲသောစီးစိမ်ကိုမကိုးစားနဲ့တဲ့ငါတို့ခံစားရဖို့အလုံးစုံကိုကျယ်ဝစွာပေးသနာတော်မူသောအသက်ရှင်တော်မူသောဖျားသခင်ကိုကိုးစားရမည်တဲ့ဘာဖြစ်လို့လဲဆိုတဲ့အခါမှာကျမတို့ပတ်စံချမ်းသာတဲ့အခါမှာနော်ယောဂါတစ်ခုဖြစ်လာပြီဆိုပါတော့ဥပမာယောဂါတစ်ခုဖြစ်လာပြီဆိုကျမတို့မြန်မာနိုင်ငံမှာကုမဲမင်းကုကုလို့မရဘူးဆက်မပြေဘူး ုဖို့အတွက်လက်နက်ကိရိယာမစုံဘူးလောက်ကန်ရမယ့်အရာတွေကဒီမြန်မာနိုင်ငံမှာလုပ်လို့မရဘူးဆိုကျမတို့ဖယ်သွားမယ်အိန္ဒိယသွားမယ်နော်အိန္ဒိယမှာလည်းမသွားချင်ဘူးဆိုဖယ်သွားမလဲဘန်ကောက်သွားခုမယ်တင့်ရဲ့ငွေရှိတဲ့အရာကအတိုင်းတာတစ်ခုထိပဲပို့ဆောင်ပေးနိုင်တယ်အသက်သေးခြင်းနဲ့ရှင်ခြင်းကဘုသူလက်ထက်မှာရှိရတယ်ဆိုတဲ့အခါမှာဖယားခင်လက်ထက်မှာရှိတယ်အဲ့ကြောင့်မို့ဒီဖယားကဥမာကျမတို့ကမကိုးစားလို့ရှိရင်ကျမတို့ရဲ့ငွေဆိုတာကအတိုင်းတာတစ်ခုထိပဲပို့ဆောင်နိုင်တယ် နော်အဲ့ဒါလေးကိုယောဘာခန်းကြီးဆက်နေငယ်တဆင်မှာအသက်ရှင်သောလူတတဝါအပေါင်းတို့ဤဇီဝအသက်နှင့်လူတတဝါခတ်သိမ်းတို့ဤထွက်သက်ဝင်တတ်သည်ဖရာသခင်ရဲ့လက်တော်မှာရှိတယ်တဲ့အဲ့တော့ဘုရုကိုးစားရမယ်ငိုရတတ်သောသူတွေဖရာသခင်ကိုပဲကိုးစားရမယ်နော်ဘာဖြစ်လို့လဲစီးစိမ်ရတတ်တဲ့အစွမ်းကဖျားသခင်ပဲပေးတဲ့ပေးတာဖြစ်လို့ဖြစ်တယ်မမနာစိတ်နဲ့ကင်းလို့ရမယ်ဖျားကိုပဲကိုးစားရမယ်တဲ့ ော်ရှိတဲ့ငွေတွေကိုမကိုးစားရဘူးတဲ့ဖခင်ကပြောထားတယ်။နောက်ထပ်ဘယ်သူကြံသေးလဲ။ပညာရှိတယ်ပညာတတ်တယ်ပညာတတ်တယ်အသက်ရှင်တဲ့ဖခင်ကရွေးကောက်လိုက်ပြီ။ဖခင်ကိုတိလာပြီဆိုလို့ရှင်ဖခင်ကဘာပြောထားလဲဆိုတဲ့အခါမှာထာဝရဘုရားကိုကြောက်ရွံ့ခြင်းကပညာရဲ့အချုပ်ဖြစ်တယ်တဲ့ဒီပညာရဲ့အချုပ်ချာအလုံးကဘုရုရှိရလာလဲဆိုတဲ့အခါမှာထာဝရဘုရားရှိရပဲလာတယ်တဲ့ကျမတို့အကြံမို့ဘုရားသခင်ကပဲစီရင်တတ်တဲ့ပညာကိုလည်းဘုရားသခင်ပဲပေးတာဖြစ်တယ် အဲ့ကြောင့်မို့ကျွန်တော်တို့အစွမ်းအစာရှိသမျှအားလုံးဒီမှာတီးခတ်တတ်တဲ့အရာကျွန်တော်ဒီမှာနော်ပြောနိုင်တဲ့အရာခုနလိုမျိုးတရားဟုတ်ချင်းစီတိုင်းမှာနော်နော်မတူညီတဲ့စုကျေစုတွေအဲ့ဒါတွေကဘာလဲဆိုဖယားသခင်ရှိရအစွမ်းအစာဆိုတဲ့အခါမှာသင်ဖာအစွမ်းအစာရှိလေနော်အချုပ်ဆက်ချုပ်တတ်လားခုနလိုကီးဖုတ်တီးတတ်တာလားတချင်းဆိုတတ်တာလားတရားဟောတတ်တာလားနော်တတ်တေခန့်တတ်တာလားအစွမ်းအစာရှိသမျှအားလုံးကဖယားသခင်ရှိရလာတာဖြစ်တယ် ဘောနော်ဖះကပြောထားအဖြစ်တယ်အားကြောင့်ပညာရှိတွေတက်ရှင်တဲ့ဖះကိုတိလာပြီဆိုလို့ရှိရင်ကို့ပညာအရာမှာဝါကြွားစရာဘာမှမရှိတော့ဘူးနော်ကျမတို့အစွမ်းစားအားလုံးဟာဘုရားသခင်ရှိရလာတာဖြစ်တယ်။ထာဝရဘုရားကိုပဲကျမတို့ကြောက်ရွံ့ရမယ်တဲ့ပညာရှိတွေလေ။ထာဝရဘုရားကိုကြောက်ရွံ့ခြင်းဒီပညာရဲ့အချုပ်ချဖြစ်တယ်။ဆိုပြီးတော့ပြောထားတာဖြစ်တယ်ဗောနော်။အားကြောင့်မို့လို့ဒီပညာကိုပညာဆိုတာခုနကကျမတို့လောကပညာမဟုတ်ဘူး။ဒီခုနကဘုရားကိုတည်ကျွမ်းခြင်းပညာကို ရပြီဆိုလို့ရှိရင်ねပညာကိုကင်ဆွဲတော့သူကဘာကိုရပြီလဲဆိုတဲ့အမှအသက်ပင်ကိုရပြီတဲ့ဘာအသက်ပင်လဲထာဝရအသက်ရှင်ခြင်းဆိုတဲ့အသက်ပင်ကိုရပြီဒါပေမဲ့အဲ့အသက်ပင်ကိုလက်မလွတ်တော့သူဒီမင်္ဂလာရှိ၏တဲ့အာမင်မင်္ဂလာရှိအောင်လို့သင်ဘာမှလုပ်เสียရမလို့ထာဝရဖျားကိုတည်ကြံခြင်းပညာကိုကင်စနာကင်ဆွဲထား သင်ဟာမင်္ဂလာရှိတော်သူလို့သူများကလက်မလွတ်တော်သူပါเนาะမင်္ဂလာရှိတယ်တဲ့เนาะအဲ့ဒါဆိုလို့ရှိရင်ကျမတို့ကဘာပြီးွားရည်လဲဆိုလို့ရှိရင်ခုနကမိဘမရှိတော်သူတွေပြီးွားပြီเนาะဆင်းရဲသားတွေပြီးွားပြီမုတ်ဆိုးမတွေလည်းပြီးွားပြီစွန့်ပြစ်ခံရတဲ့မိမတွေလည်းပြီးွားပြီပညာရှိတွေလည်းပြီးွားပြီဘယ်သူကြံသေးလဲခွန်အားကြီးတော်သူတွေကြံသေးတယ်ခွန်အားကြီးတော်သူတွေကအသက်ရှင်တဲ့ဖျားကိုသိရှိလာလို့ဖျားကရွေးကြိုက်လိုက်လို့သိရှိလာပြီဆိုလို့ရှိရင်တဲ့เนาะ ဖိလိပ္ပိလာပြီခုနကနော်ဖိလိပ္ပိအခန်းကြီးလေးငယ်ဆက်သုံးမှာဗာပြောလဲဆိုတဲ့အခါမှာငါကိုခွန်အားနဲ့ပြည့်စုံစေသောခရစ်တော်အပြည့်ခတ်သိမ်းသောအမှုကိုငါတက်ဆွမ်းနိုင်တယ်တဲ့အဲ့ကြောင့်မို့ဒီခွန်အားတွေအစွမ်းအစတွေကလည်းဘုရုရှိရပဲလာလေဖယားခင်ရှိရပဲလာတာနော်ကျမတို့ဘာမှဝါကြွားစရာအကြောင်းမရှိဘူးယေရှုခရစ်တော်ကိုကျမတို့အသက်တာမှာရပြီဆိုလို့ရှိရင်အရာရာရပြီအရာရာကယေရှုခရစ်တော်ရှိရလာတာဖြစ်တယ်အာမင် ကုသိုလ်ကောင်းမှုတချို့ကြတော့ကုသိုလ်ကောင်းမှုကြောင့်ငါကစေတနာကောင်းလို့ငါကကံကောင်းတာလို့တချို့ထင်နေမှာဆိုးလို့ပေါ့နော်ဖခင်ကဘလို့ပြောတာလဲငါကစေတနာကောင်းလို့လေငါကကံကောင်းလို့ငါ့ကိုဖခင်ကရွေးကောက်တာငါကနော်စိတ်ကောင်းလို့လေမဟုတ်ဘူးကိုယ့်ရဲ့ကုသိုလ်ကောင်းမှုကြောင့်မဟုတ်ပါဘူးတဲ့နော်အေးဖက်အခန်းကြီး1နော်အငယ်၈ကိုမှာ ဘာပြောလဲယုံကြည်သောအဖြစ်ယေရှုတော်ကြောင့်ကယ်တင်တော်မူခြင်းကိုရတာဖြစ်တယ်ယေရှုခရစ်ကိုယုံကြည်လို့သာယေရှုလုတ်ပေးတဲ့ယေရှုတော်ကြောင့်တို့တွေကကယ်တင်တော်မူခြင်းကိုရောက်တာဖြစ်တယ်ကိုအလိုလောက်ရောက်တာမဟုတ်ဘူးဖျားသခင်တနာတော်မူရာဖြစ်တည်းကိုကုတို့ကြောင့်ကယ်တင်တော်မူခြင်းတို့ရောက်ဒီမဟုတ်တို့တို့ကြောင့်ဘာဖြစ်လဲအဘယ်သူမှဝါကြွားစရာအကြောင်းမရှိဘူးတဲ့ကျမတို့ကုတို့ကောင်းမှုတွေလုံလုံလို့ဖျားကရွေးကောက်တာမဟုတ်ဘူး ကျမတို့ရဲ့ပြုမှုသမ ्या ကုသိုလ်ကောင်းမှုတွေဘုရားသခင်ရဲ့ရှေ့မှာပါပြီလေညစ်တော်အဝတ်နဲ့တူတယ်လို့ဘုရားပြောထားပြီးသားဖြစ်တယ်ဗောနော်ခွန်အားကြီးသောသူတွေကိုလည်းဘုရားသခင်ကရေယမိမှာပါပြောလဲခွန်အားကြီးသောသူတွေလည်းမိမိရဲ့ခွန်အားရာမှာမဝါကြွားနဲ့တဲ့နော်ပညာရှိသောသူတွေလည်းပဲမိမိရဲ့ပညာအရာ၌မဝါကြွားနဲ့ဥစ္စာရှိသောသူတွေလည်းမိမိရဲ့ဥစ္စာအရာ၌မဝါကြွားနဲ့တဲ့ဝါကြွားသောသူမြည်သည်ရတဲ့ဘုရားသခင်ဒီငါဒီတဲ့မြေကြီးပေါ်မှာချစ်တနာခြင်းတနာသဖြင့်စီရင်ခြင်း ဖြောက်မှတ်ခြင်းကိုပြုသောဖရာတိဟုသောနော်ဖရာခင်ကိုတည်ကျွမ်းခြင်းအရာအရာ၌သာဝါကြွားစေအာမင်အားကြောင့်မို့ကျွန်တော်တို့ကဝါကြွားစရာဘာမှမရှိဘူးကျွန်တော်တို့အစွမ်းစားရှိသမျှအားလုံးဒီဖရာခင်ကြီးဟာလာပါတယ်အားကြောင့်မို့ရော36လေးနဲ့ကျွန်တော်တို့အဆုံးသတ်ရအောင်ဖရာခင်ကြီး တားတော်ကိုယုံကြည်တော်သူပေါင်းတို့သည် ပြည့်စည်ခြင်းတို့မရောက်ထာဝရအသက်ကိုရစေခြင်းကဖရာသခင်သည်မိမိ၌တပါးသီးသောတားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏ဖရာကနော်ယေရှုရဲ့အသွေးနဲ့တို့အပြစ်ကိုရွေးနှုတ်လိုက်တဲ့အခါမှာယေရှုကိုတို့ကရပြီဆိုလို့ရှင်အရာရာရပြီအာမင်တားတော်ကိုရရင်အလုံးရပြီဆိုတဲ့အကြောင်းအရာလေးကိုနော် ကောလောတက်တ၁၄ကိုအရင်ဖတ်မယ်နော်ဒီမှာထိုသားတော်ဤအသွေးအဖြင့် အပြစ်လွတ်တော်မူခြင်းတည်းဟုသောရွေးနှုတ်တော်မူခြင်းကျေးဇူးကိုငါတို့သည်ခံကြရ၏ယေရှုရဲ့အသွေးအဖြင့်သာတို့တွေရဲ့အပြစ်အလုံးကိုလွတ်တော်မူခြင်းကိုခံရတဲ့ကျေးဇူးကိုတို့တွေခံရတာဖြစ်တယ်တဲ့နော်ဆက်သုံးပါဆိုလို့ရှင်ဖတ်ပြောလဲမှောင်မိုက်တကိုးမှလည်းငါတို့ကိုနှုတ်ပြီးတော့ချစ်တော်မူသောသားတော်ဤနိုင်ငံထဲသို့တွင်းတော်မူ၏မှောင်မိုက်တကိုးမှရှိနေတဲ့ငါတို့ကို ဖယားကတော့ရွေးနှုတ်လိုက်တဲ့အခါမှာယေရှုခရစ်တော်ရဲ့နိုင်ငံတော်တွေကိုထိုးတွေကိုတွင်းတယ်တဲ့နော်အလင်းနိုင်နေတဲ့တန်ရှင်သူတို့ကြီးအမွေကိုငါတို့ဒီဆက်ခံဝင်စားထိုက်မိအကြောင်းဂျေစုပြုတော်မူကြီးဒီအလင်းနိုင်နေတဲ့တန်ရှင်သူတို့ရဲ့အမွေဆိုတာယေရှုခရစ်တော်ကိုယုံကြည်သောသူတို့အတွက်ကိုဖခင်ကအမွေပေးတယ်ဆိုတဲ့အရာကိုတို့တွေကိုဂျေစုပြုထားတာဆိုတဲ့အခါမှာယေရှုခရစ်တော်ကိုယုံကြည်လက်ခံလိုက်ပြီဆိုယေရှုကိုယရရင် အားလုံးရပြီ အားလုံးရသွားတာဖြစ်တယ်အာမင်ယေရှုခရစ်တော်လောကကိုအောင်တဲ့ကဲ့သို့ဖျားသခင်ကိုယုံကြည်တော်သူသည် လောကကိုအောင်တော်သူဖြစ်ပြီအာမင်ဒီနှုတ်ကပတ်တော်လေးအဖြစ်เนาะခွန်အားပေးထိုက်တွန်းပါတယ်အရောက်ချင်းတည်တယ်ဖျားခင်ကောင်းချီးပေးပါစေအာမင်